မိတ်ဆွေအားလုံးမင်္ဂလာပါဦးကျင်း YouTube Channel မှာကြိုဆိုပါရစေခင်ဗျမင်္ဂလာပါမိုးကိုကျွန်တော်ကရုံစနစ်နဲ့ပဲစိုက်စိုက်စိုက်တဲ့စနစ်နဲ့ပဲစိုက်စိုက်နော်မြေပုံစနစ်နဲ့ပဲစိုက်တဲ့ကြက်တူစိုက်ကောက်စနစ်ဆိုတာကစနစ်ရာစီသုံးလို့ရတဲ့စနစ်မဟုတ်ဘူးနော်သူကကောက်စနစ်ကမှာသူအားနဲ့ရအားသာချက်ရှိတယ်အေးတဲ့ဒေတာတွေမှာစိုက်မယ်ဆိုလို့ရှိရင်သူကကောက်စနစ်ကသူအပူစုတာအဓိကတော့ကောက်စနစ်က အပူစုတဲ့သဘောเนาะဘာလို့လဲဆိုကျွန်တော်တို့ကမိုးဘောင်ပြီးလို့ရှိရင်ခေါင်မိုးရှိတယ်လေခေါင်မိုးအဲ့ဒီခေါင်မိုးကဒီနှစ်ပေမိုးဘောင်ရဲ့မျက်နှာပြင်နဲ့ခေါင်မိုးရဲ့ခေါင်မိုးအထိဒီနှစ်ပေထားကြတယ်เนาะအဲ့နှစ်ပေထားတယ်ဆိုတာလည်းသူကຫນွေပိုင်းမှာအပူများတဲ့အချိန်မှာနှစ်ပေထားတာစောင်းတွင်းပိုင်းတို့မိုးတွင်းပိုင်းတို့အေးတဲ့အချိန်ကျရင်တစ်ပေပဲထားတော့တာဆက်သူကအဲ့အဲ့ဒါခေါင်စနစ်တောင်အဲ့လိုအပြောင်းအလဲရှိတယ်ကောက်စနစ်ဆိုတာလည်း သူကဘာလဲဆိုလို့ရှိရင်ကပ်ပြီးအုပ်ထတာဖြစ်တော့အပူစုပြီးယူလိုက်တာအပူစုတဲ့အချိန်မှာကအဲ့ဒီကပ်အုပ်စနစ်ကိုအပူပိုင်းဒေသမှာတားကြီးပူနေတဲ့အချိန်မှာသွားပြီးစိုက်တယ်ဆိုလို့ရှိရင်ပုံပုံပျက်စီးကုန်ဘာလို့ဆိုလို့ရှိရင်သူကကပ်ပြီးအုပ်ထတာဖြစ်တဲ့ချွေးကြမှာချွေးကြလဲပြီးတော့ပုံပုံကမှုတရီအားလုံးအချွေးရစားသွားနော်ဒါကြောင့်မလို့ကောက်စနစ်ဒီနေရာဒေတာနဲ့ယာတိရုပ်ပေါ်မူတည်ပြီးတော့သုံးရတဲ့စနစ်ပုံသင်နည်းတတ်မှတ်ထားလို့မရဘူးနော် ဲ့တော့သူဟိုငားရမကလို့ပဲဘနေရပဲဖြစ်ဖြစ်เนาะဆိုလိုချင်တာကလေနောက်တစ်ခါအဲ့လိုမျိုးကတ်အောင်လိုက်တာဖြစ်တဲ့အပူရင်းအထက်မှာလောင်တော့အပူကအထက်မှာလောင်တော့တာဖြစ်တဲ့ဆိုတော့မှုရင်းတွေပေါက်များသောအားဖြင့်ပြဿနာဘယ်တွေမှာပြဿနာတက်တယ်လဲဆိုလို့ရှိရင်သူကနွားချီးနဲ့စိုက်တဲ့မှုပေါင်းတွေမှာဆိုလို့ရှိရင်အဲ့ပြဿနာတက်တယ်เนาะမှုရင်းတွေထွက်လာတာလို့เนาะနောက်တစ်ခါမြေဘဲကုံတို့เนาะပြောင်းယိုးတို့စသဖြင့်ပေါ့ဗေဒါမဟုတ်တဲ့အချား တုံးတဲ့ကုန်ရမ်းပစ္စည်းတွေကြလို့ရှိရင်ဟိုရိုင်းတွေထွက်တတ်တယ်နော်မိုးရိုင်းတွေထွက်တတ်တယ်အပူကြောင့်လေသူကအပူအပူရှိပြီးအထက်မှာလေကြောက်ချူရကြကြလဲကြောက်ဆိုရင်းစားဖြစ်လာအထက်မှာလေအပူချိန်နဲ့ဆိုရင်းစားအထက်မှာသွားပြီးတော့အဲမစ်ဖြစ်နေတယ်အထက်မှာသွားပြီးတော့အပူချိန်ဆိုရင်းစားရောဒီကောက်စနစ်မှာသွားပြီးတော့အကျိုးသက်ရောက်မှုရှိနေတဲ့အချိန်ကြလို့ရှိရင်အထက်ရတွေပြီးတော့မှုရိုင်းတွေထွက်တတ်တယ်ပြီးလို့ရှိရင်ခုနကမှုပေါင်းမှာရှိတဲ့မှုတွေတွေတားကြီးပူလာတဲ့အချိန်ကြလို့ရှိရင်နော် ချွေးတွေကြာကြာလဲကြာမှုတွေတွေပျက်စီးကိုအဲ့လိုတွေဖြစ်တယ်နော်ကာဥစနစ်ကဒါကြောင့်မလို့ကာဥစနစ်ကိုသုံးမယ်ဆိုလို့ရှိရင်အေးတဲ့ယာတီအေးတဲ့ဒေတာဒီဒီမှာဆိုလို့ရှိရင်သုံးမယ်ဆိုလို့ရှိရင်အဆင်ပြေနိုင်ပေမဲ့ AR တိုင်းရန်ကုန်တိုင်းနောက်တစ်ခါဒီမုံရွာတို့စသဖြင့်ပေါ့အပူပိုင်းနဲ့တမာပိုင်းတွေမှာသုံးမယ်ဆိုလို့ရှိရင်တော့ပြဿနာရှိတယ်နော်အမြဲတမ်းသုံးရမယ်ဆိုတော့ပုံစံနီးတစ်ခုလို့ခေါင်းနဲ့ရိုက်ထည့်ထားလို့မရတဲ့နီးစနစ်တစ်ခုเนาะအဲ့လိုပဲတတ်မှတ်ထားပြီ ကောက်စနစ်ဆိုတာကောက်စနစ်ကမလုတ်တက်လို့ရှင်အန္တရာယ်များတယ်เนาะဆုံရှုံးတယ်စရတယ်မှုမြင်ပြောက်တာတို့ဘာလို့အဲ့လိုဖြစ်တတ်တယ်เนาะကျေးဇူးတင်ပါတယ်အဲမင်္ဂလာပါမှုမြင်များပြီးမှုတရေမပြောက်ဥစ္စာကောက်ရုံမှုမှာလीအဲ့မှုမြင် မှုမြင်ပြတယ်ဆိုတာအဲ့ဒါတရေပဲလीအဲ့ဒါတရေပဲဒါပေမဲ့အဲသဘောပေါက်လွဲရတာဖြစ်မယ်เนาะမှုမြင်တော့ပြတယ်ဒါနဲ့ဇကွဲကျဲတဲ့အစင်ပေါ့ဟိုဘက်ကိုဆက်ပြီးဆက်လက်ကြီးထွားခြင်းမှုမြင်ကဆက်လက်ပြီးတော့ကြီးထွားမှုမရှိတာအဲအဲ့ဒါမျိုး ဖြစ်တတ်တာရှိတယ်နော်တခါတည်းကျရင်မှုပေါင်းပါလေသူကမိုးတွေအများကြီးရွာတဲ့ရဲ့တို့နောက်တခါစောင်းတွင်းအေးနေတဲ့ဒါအေးနေတဲ့အချိန်တို့ဒါမျိုးဆိုလို့ရှိရင်မှုပေါင်းအေးပတ်တယ်လို့ခေါ်တော့ဗောကျွန်တော်တို့အခေါ်ပါလေမှုပေါင်းအေးပတ်တယ်ဆိုလို့ရှိရင်မှုမြင်ကထွက်ထတာတော့များတယ်ဒါနဲ့ရှေ့ဆက်ပြီးဇကွဲကျဲတဲ့အဆင်ကိုမရောက်တော့မှုမြင်တွေတည်သွားတာဗောနော်မှုတရီတွေမှုတရီတည်သွားတယ်အဲအဲ့လိုမျိုးပုံစံကိုပြောတာဖြစ်မယ်နော်အဲ့ဒါက အဲမှုပေါင်းထဲမှာအဓိကတော့ဗျာကောင်းမှုစိုက်တယ်ဆိုတာလေအပူချိန်နဲ့ဆိုတိုင်းစလုံလောက်မှုမရှိလို့ရှင် အပြက်တနာတက်တော့တာပဲအဲ့ဒီအချိန်မှာ အမှန်တကယ်တော့မှုပေါင်းထဲမှာရှိတဲ့အပူချိန်နဲ့မှုယုံတွင်းမှာရှိတဲ့အပူချိန်နော်မှုပေါင်းလေဆိုတာစိုက်စိုက်ပေါင်းပြောတော့နော်အဲ့ပေါင်းကုန်ရမ်းနေထက်ထားတဲ့ပေါင်းပြောတာအဲ့ပေါင်းထဲမှာရှိတဲ့အပူချိန်နဲ့ခုနကယုံတယုံလုံးမှာရှိနေတဲ့အပူချိန်ယုံတွင်းအပူချိန်မတူညီဘူးတခါကျရင်ယုံတွင်းမှာအပူချိန်ကများနေနော် ယုံလွင်မှာအပူချိန်များတယ်ဘောင်သွားကန်ကြီးအေးဆက်တခါကြရင်ဘောင်မှာအပူချိန်နေရှိတယ်ယုံတယုံလုံးမှာယုံထဲမှာကြာအေးဆက်နေဆိုလိုချင်တာကအဲအဲ့လိုမျိုးလေးဖြစ်တတ်တယ်အဲ့ဒါကဒီမှုယုံရဲ့နော်အပူချိန်ဆိုတိုင်းသားနဲ့ပဲဆိုင်နေနော်အပူချိန်ဆိုတိုင်းသားဆိုတဲ့အချိန်မှာကျွန်တော်တို့သုံးတဲ့ကုံညံပေါ်လဲမူတည်တည်လေသုံးတဲ့ကုံညံဘာတွေသုံးထားလဲဆိုတာကရှိသေးတယ်နော်အဲ့တော့ဒီလိုပြဿနာတွေဖြစ်တတ်ပါတယ်နော်အဓိကပြဿနာအဓိကဖြစ်ရှင်းနေရတော့ကအပူချိန်မလုံလောက်ဘူး အပူချိန်မလုံလောက်ပြီးတော့သူကမှုပေါင်းနေအေးပတ်တယ်ဆိုလို့ရှင်ဒီပြဿနာဖြစ်တယ်เนาะကျေးဇူးပါကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ